啊，昆明哦，路也窄，哥，啊，开门哪？你系列便宜呀，哥，你那五皮呀，便宜，啊，太省哥，拿点特价呗，买，十十毛公里耶，路明呀，雷渣公寓啊的，三皮，有的米高档皮的，plus 带我亚都行，买足了我哥，三年才多，雷渣啥皮，快给我买来，哥呀，来，哥，带你走嘞，走，走。 တန်တဲ့ဘဝစီတို့ကိုရေချင်းတထိုးပေါ့ပေါ်ဒါလူတိုင်းအတွက်ခွင့်ရေးတစ်ခုနောက်ကနေတဲ့ကဘာတဲ့ခက်ခဲသောဘဝတို့စီအိမ်မက်တွေ့တကယ်ရောက်ခဲ့ပြီဟွန်ပလော့ဂျက်မှာကြီးရှုနေကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါနံပါတ်2ကတော့ရှင်သေးနဲ့တူတဲ့သူအဲရှင်သေးနဲ့တူတဲ့သူရှင်သေးရဲ့ သူ့ရဲ့အကျင့်စရိုက်သူ့ရဲ့ဗီဇကဘလို့ပုံစံမျိုးလဲဆိုတော့ तू ကနေရဒေတာအလိုက်အေရှင်ကိုအတုံးချတတ်တယ်ရှင်သေးဆိုတာတော်ထဲမှာ तू ကဗာလဲဘယင်ပဲဟုတ်တယ်မလားတော်ထဲမှာဘယင်ဆိုပေမဲ့သူ့ထက်သားကောင်သူ့ထက်ကိုခန္ဓာကြီးတဲ့စင်နေရောမရှိဘူးလားအဲသူထဲကျွမ်းကျင်တဲ့ရေကူးကျွမ်းကျင်တဲ့မိချောင်းနေစားပြည့်မရှိဘူးလားရှိတယ်။ तू က तू နဲ့ပြန်ရမယ့်သူဟာဘ누구လဲဆိုပြီးတော့ သူကတိတယ်နေရဒေတာလိုက်သူကအရေးချင်းကိုအတုံးချတတ်တယ်နော်နေရတကာတိုင်းမှာ အရေးချင်းကို ထုတ်ပြတတ်တဲ့သူမျိုးမဟုတ်ဘူးဆိုလိုချင်တာလူဆိုလို့ချင်လဲငါအရေးချင်းကိုဘယ်နေရာမှာအသုံးချရမလဲဆိုပြီးတော့သိတယ်ဥပမာလူဆိုလို့ချင်ပေါ့တခြားနေစားအလုပ်တွေထဲမှာဘလို့ပဲလုတ်ခဲလုတ်ခဲဘလို့ပဲလုတ်ခွင့်ရှိမရှိခဲ့မရှိခဲ့ပေါ့နော်ဒီနေ့ success more စီးပွားရေးကိုဝင်ရောက်လုတ်ကင်လာပြီဆိုတာနဲ့ငါအရင်တော့ငါဘသူနဲ့ပဲစကားမပြောတတ်ခဲ့မပြောတတ်ခဲ့ success more ရောက်ပြီဆိုတာနဲ့အဲလူတွေနဲ့ ငါလူတွေငါရဲ့အရေးချင်းကို မြင်အောင်ရှားပြရဲတယ်ဆိုတဲ့တတိမျိုးဟုတ်လားအပြင်လောကမှာကိုဟာဘလို့လူမျိုးပဲဖြစ်ခဲ့ဖြစ်ခဲ့ဒီစီးမွားရေးတဲ့ရောက်လာပြီဆိုရင်ငါအရေးချင်းကိုမြင်ကိုမြင်စေရမယ်ကုမ္ပဏီပိုက်ရှင်တွေငါအရေးချင်းကိုမြင်စေရမယ်ငါရဲ့အထက်ခေါင်းဆောင်တွေငါရဲ့အရေးချင်းကိုမြင်စေရမယ်စသဖြင့်အဲ့ဒီလိုမျိုး အတွေးခေါ်မျိုးရှိတဲ့သူပေါ့နော် အဲရှင်သိနေတူတဲ့သူဆိုလို့ရှင်လေပြစ်တနာတိုင်းကိုဒေါသရှိမှမထားဘူးတဲ့မြင့်မြတ်တဲ့စိတ်ထားရှိတယ်ပြစ်တနာတစ်ခုဖြစ်ချင်းလိုက်ပြီဆိုလို့ရှင်ဒေါသနဲ့မဖြစ်ချင်းဘူးနားလည်မှုပေးတယ်မြင့်မြတ်တဲ့စိတ်ထားသူသူ့ဘက်ကိုဘက်ကြည့်ပြီးတော့မှဖြစ်ချင်းတယ်ကိုထက်အင်အားနည်းတဲ့သူဆိုလို့ရှင်လေအနိုင်ယူတာမျိုးအနိုင်ကျင့်တာမျိုး မရှိဘူးလူဆိုလို့ရှင်လေထို့နည်းတူစွာပဲပေါ့နော် ကိုတဲ့အင်အားနေတဲ့သူအပေါ်မှာနှိမ်ချပြီးတော့မဆက်ဆံဘူးကိုကမြင့်မြတ်တဲ့စိတ်ထားနဲ့ဩ तू မနားမလဲသေးတာ तू မမသိတာ तू မသဘောမပေါက်တာ तू ကလူတစ်ပဲ तू ကစသဖြင့်သူ့ဘက်မှာတွေးပြီးတော့အလုံးလုံးတက်တဲ့သူမျိုးဖြစ်တယ်ဟုတ်ပြီနောက်ထပ်တစ်ချက်ကကြတော့ရလက်များကိုရှဲထွင်နိုင်မှုပံ့ပိုးမှုတွေလုံဆောင်တက်တယ်တဲ့အဲ့တော့ရလက်ဆိုတာကဘာလဲဆိုတော့ ို့မှာရလက်တစ်ခုရှိထားပြီးပြီဆိုလို့ရှင်အဲ့ဒီရှိထားတော့လေးနဲ့မရက်တီပဲနဲ့ထပ်ပြီးတော့တိုးရှဲနိုင်စွမ်းရှိတာအာကို့စီမှာရလက်ရှိထားပြီးပြီဆိုလို့ရှင် နောက်ထပ်ကို့ရဲ့ရလက်တွေထပ်တိုးလာအောင်ရှဲထွင်နိုင်စွမ်းရှိတာတချို့သားကြတော့ရှိတယ်လေကို့မှာပြီဆိုရင်ဒီရလက်နဲ့ပဲငိန်နေတာမျိုးဒီလောက်ကလေးနဲ့ပဲရက်တက်နေတာမျိုးအဲပြန်ပြီးတော့စွမ်း မရှိဘူးအဲဒီမှာကြတော့ तू ကအဲ့လိုမျိုးမဟုတ်ဘဲနဲ့ तू ကချီထားပြီးပြီဆိုရင်လည်းပဲချီထားတဲ့လောက်ကလေးနဲ့မနေနေဘဲနဲ့ထပ်ပြီးတော့တိုးချဲ့ရမယ်အဲငါမှတလောက်ကိုဝင်ငွေသိမ့်နဲ့တန်းနဲ့ရှိရနေပြီးကျေနပ်ပြီးဆိုတဲ့အနေထားမျိုးမဟုတ်ဘဲနဲ့ငါဒီထက်လုံနိုင်သေးတယ်ဆိုတဲ့စိတ်မျိုးအမြဲတမ်းမွေးနိုင်တဲ့သူပေါ့နော်ဟုတ်ပြီโอเคသဘောပေါက်လားရှင်အားငယ်သူကို အားပေးတတ်တယ်အားငယ်တဲ့သူကိုလည်း အားပေးတတ်တယ်သူကနော်သူထက်အားငယ်နေတဲ့သူဆိုလို့ရှိရင်လည်းအားပေးအားမြောက်လေးတွေလုံတတ်တယ်ဒါရှင်သေးနဲ့တူတဲ့သူပြီးရင်လေးစားမှုရှိတယ်ငယ်သူပေါ်မှာလည်းလေးစားတယ်ကြီးတဲ့သူပေါ်မှာလည်းလေးစားတယ်ကိုနဲ့နေတဲ့သူတွေပေါ်မှာလေးစားမှုဖြင့်ဆက်ဆံတတ်တယ်အဲဒါဆိုလို့ရှိရင် ပွင့်လွင်းမြင်သာစွာဖြင့်နှိမ့်ချစွာပြောဆိုဆက်ဆံတတ်တယ်တဲ့ပွင့်လင်းမြင်သာစွာဖြင့်နှိမ့်ချစွာ ပြောဆိုတတ်တယ်။အဲ့တော့အဲဒီလိုမျိုးပွန့်ပွန့်လင်းလင်းပြောတတ်တယ်။နော်တဖက်လူရဲ့အနေထားမှာကိုကိုယင်းနီးအောင်ချစ်ခင်အောင်အာဥပမာကိုကလူကြောတဲ့ကိုသွားမယ်ဆိုလို့ရှိရင်ဒီတိုင်းရင်းသားတွေဒီလူမျိုးတွေနဲ့ငါစကားမပြောဘူးဘူးစကားမပြောတတ်ဘူး။ तू ကခေါ်မှငါကခေါ်မယ်။သူရင်နှုတ်ဆက်မှငါရင်နှုတ်ဆက်မယ်ဆိုတဲ့သူမျိုးမဟုတ်ဘဲနဲ့။အော်၊ तू ဟာငါ့ကိုမခေါ်ရဲတော့ဘူး။ ငါရဲ့ယာဒူးနဲ့ငါရဲ့အခြေအနေနဲ့အနေထားနဲ့ तू ကငါ့ကိုစကားမပြောတာမပြောချင်လို့မဖြစ်နိုင်တော့ဘူးမပြောရဲလို့ဖြစ်နိုင်တော့တယ်ဆိုပြီးတော့မှကိုယ့်ဘက်ကနေစပြီးတော့သူများတကာကိုသွားနှုတ်ဆက်တာမျိုးသွားခေါ်တာမျိုးဟာလားအဲအဲ့လိုမျိုးလုံတက်တဲ့သူတဲ့ကဲအဲ့တော့ရှင်သေးနဲ့တူတဲ့သူတွေပါကြလားတေးကြလားโอเคโอเคကိုရဲ့ပတ်ဝန်းကျင်မှာရောမြင်ရောင်ကြည့်လို့ရလား ကဲစောစောတုန်းကလင်းယုံငှက်နဲ့တူတဲ့သူကဘဒူလဲနာမည်လေးရေးထားမယ်နာမည်လေးရေးထားမယ်ကိုပန့်ဝင်းကျင်ပါကိုနဲ့အလုံးလုံးနေတဲ့သူဟာဘဒူကတော့လင်းယုံငှက်နဲ့တူတဲ့သူအာဖြစ်နိုင်ရင်မဇူလိုင်ကို ပေးလို့ရရင်ကောင်းမယ်မဇူလိုင်ကိုပေးလို့ရတဲ့စာရွက်ကလေးနဲ့ရေးမယ်ကိုနာမည်လေးကိုရေးထားမယ်ပြီးရင်ကိုရဲ့ယာဒူးနဲ့ ရေးထားမယ်ရေးထားပြီးတော့အခုဒီနေ့မသလိုင်ပြောသွားတဲ့အထဲမှာ one on project မှာကြီးနေတဲ့သူတွေလည်းမသလိုင်ကိုတီးတန့်နေလာပို့လို့ရတယ်နော်လင်းယုံငှက်နဲ့တူတဲ့သူကဘယ်သူလဲကိုပတ်ဝင်းခြင်းမှာရှိတဲ့သူနော်နာမည်လေးတွေတက်ပြီးတော့ပို့ပေးမယ်ပြီးရင်စောစောတုန်းကအခုမသလိုင်ပြောသွားတဲ့ရှင်သေးနဲ့တူတဲ့သူကဘယ်သူလဲနော်မြင်ရောင်လို့ရလား okay ရေးထားမယ်နာမည်လေးတွေရ ရေးထားပြီးတော့တူတဲ့သူသူဟာရှင်သေးနဲ့တူတဲ့သူလင်းယုံငှက်နဲ့တူတဲ့သူဆိုပြီးတော့เนาะအာတူတယ်လို့လို့မတူတယ်လို့လို့ဆိုရင်မရေးသေးနဲ့အောင်နောက်ထပ်ထပ်လာမယ်เนาะ